ဆရာဦးတန်းဆိုးနေခင်ဗျာအခုစစ်တပ်ကမကြခင်ရွေးကောက်ပွဲလုပ်ဖို့ဟိုတာဆူနေပြီပေါ့နော်တာဆူနေပြီဆိုတော့ရွေးကောက်ပွဲကအဆင့်30နဲ့လုပ်မယ်ပြီးရင်ဖေဖော်ဝါရီလထဲမှာလွှတ်တော်ခေါ်မယ်လို့လည်းကျွန်တော်သိရတယ်အဲ့တော့2025ရွေးကောက်ပွဲအခင်းချင်းပြီးအလွန်2026မှာဘလို့နိုင်ငံရေးစီရင်ခင်းချင်းတွေဖြစ်လာမလဲဆိုတော့နိုင်ငံရေးစီရင်သုံးသပ်ချက်ပေါ့အဲ့ဒါဆရာကိုမေးလိုပါတယ်အဲ့တော့ဒါပေမဲ့ပထမဆုံးအနေနဲ့သိလို့ဒါအခုလက်တလောပူပူနွေးဖြစ်တဲ့မိုးကုတ်မိုးမိတ်ကိစ္စပေါ့ဆိုတော့မိုးကုတ် မာတီအန်လေရသဘောတူညီချက်အရတရုတ်ကကြားဝင်မှုနဲ့သူတို့ပြန်ဆုတ်ပေးရမယ်ဆိုတဲ့အခြေအနေပေါ့ဒီအခြေအနေမှာအဲ့မှာဝင်ရောက်တိုက်ခတ်ခဲ့တဲ့ PDF တွေကဟိုစူပေါင်းကာကွယ်မယ်ဆိုပြီးပထမသဘောထားရှိခဲ့တယ်ဒါပေမဲ့အဲ့အခြေအနေကမဖြစ်ခဲ့ဘူးဆိုတော့အဲ့ပုံမှာဆရာဘယ်လိုမြင်လဲဘယ်လိုသုံးသပ်ချက်ရှိလဲအဲ့ဒါလေးအရင်ဆုံးသိလိုပါတယ်ဗျအခုဒီရှမ်းမြောက်မှာဖြစ်လာတဲ့ကိစ္စတွေအလုံးကတော့ခြေကံအဖြစ်ပြုတ်ရဖြားကြောင့်ဆိုတာရှင်းပါတယ်သို့တော်ညာလေပြုတ်ရဖြားပေါ် ျွန်တော်တို့တုံ့ပြန်မှုချင်းအဲတော်တော်တော့ကွဲပြားခြားနားမှုတွေတွေ့ရတယ်။ခုမှဆိုပါစို့ MND ကိုလာရှုပ်တောင်းတယ်။ MND ကမလွှဲသာလို့လာရှုပ်ပေးလိုက်တယ်။သို့တော့လာရှုပ်မျိုးပဲပေးလိုက်တယ်။လာရှုပ်မျိုးနဲ့ကိုမပေးဘူး။စစ်တပ်ကမြို့ပြင်ထွက်ရင်တောင်မှ MND ရဲ့စစ်ဆေးမှုနဲ့နော်တာစီမှုတွေခန်းနေရတယ်။အဲတော့အပြင်မှာဘာမှထွက်ပြီးလှုပ်ရှားလို့မရဘူး။အဲတော့ပြုတ်ရဲ့ အဲဒီတောင်းဆိုမှုကိုမလွဲမချောင်သာလို့လိုက်လျောရတယ်ဆိုပေမဲ့ဒေါ့အင်းဆိုပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့စီးရအောင်မွေးရထားတဲ့နေပြည်တော်လုံးကိုထိုးအပ်တာမျိုးမလုပ်ပါဘူး MDA ရဲ့အဲရည်ရွယ်ချက်အနေထားကတဘာဝကြတယ်လို့ကျွန်တော်တို့ကကယ်ဖြတ်ပါတယ်အခု DNL ကြတဲ့အခါကျတော့မန္တလေး PDF ကိုဘာမှသဘောထားမမင်းများငယ်ဘူးစစ်ကောင်စီကိုပေးမယ်ဆိုပြီးတဲ့နောက်ဘယ်နည်းဘယ်ပုံပေးပါလဲဆိုတဲ့အခါမှာလဲ အခုဒေသတစ်ခုလုံးလွှမ်းမိုးထားတဲ့အနေအထားကိုထိုးအမယ်သဘောရှိ PDF တွေမနှောက်ရှိဘူးနောက်ဆုံးပြီးဘူးပြောတဲ့အတွက် PDF တွေကလည်းမြုပ်ပြင်ထွက်နေတယ်။နောက်အခြားသောတွဲဖက်နေတဲ့အင်အားစုတွေကိုလည်းသူကစနစ်တကျညှိနှိုင်းတာနော်နောက်ပြီးတော့အကူအညီပေးလိုတဲ့အဲသဘောထားအဲဆိုတော့လက်နဲ့ခရယာမိတောက်ခွဲဝေမှုပါညာအဲ့ဒါတွေလဲသူကဘာမှစနစ်တကျကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်တာဘာမှမရှိဘူး TNL ခေါင်းဆောင်ဖွဲ့ရဲ့နော်စံစားနည်းနဲ့လုံနည်းကိုင်နည်းတွေကတော့ကျွန်တော်တို့ဝေဖန်ကြရည်အများကြီးဖြစ်တယ်။ရှမ်းပါဆစ်စီတခုလုံးကတော့ပျက်စီးသွားတယ်။မန္တလေးမန္တရာကြားထဲမှာရှိနေတဲ့နေမြေတခုလုံးကိုစစ်ကောင်စီလက်ထဲကိုထိုးအားလျရတဲ့ပုံစံမျိုးဖြစ်သွားတယ်။မန္တလေး PDF တွေလည်းဘာမှနော်ဆက်ပြီးတော့အဲ့ဒါတွေကိုတုံ့ပြန်ဆောင်ရွက်နိုင်မယ့်အခြေအနေမရှိပါဘူး။အဲ့ဒီအချိန်မှာအခြားသောကျွန်တော်တို့လက်နက်ကင်အင်အားစုတွေကလည်းဘယ်သူ့ကိုဘယ်လိုကူညီမှမသိဘူး။ 今年像娃娃皮，你的奥玛，酷个罗，阿公罗，是公司咩个？阿达西亚多的你讲，咱要去买几尼的？呃，冇冇咩概念不？买两对嘛，几尼的？你阿阿龙阿罗酷个罗，是公司，基本上奥，交关米来，我那时候的几了。 ဟုတ်ကဲ့ဆရာဟိုတခုရှိတာကတော့သူ့မှာဘလောက်အခက်ခဲကြီးတယ်ဆိုတဲ့အပိုင်းလဲတွက်ဆလို့ရတယ်လေဟိုလက်နက်ခဲရန်အစတရုတ်ကဒီလိုပိတ်ပလိုက်တာဟိုကုံစီတွေလာမှုကိစ္စလောင်စာစသဖြင့်အခက်ခဲကြီးမှလည်းအဲ့တော့ကုမင်းမှာသဘောတူညီမှုလုပ်တဲ့ခါမှာသဘောတူညီမှုအတိုင်းသူကဆောင်ရွက်ရတဲ့အပိုင်းဖြစ်မှာပေါ့နော်ဆိုတော့သူ့ရဲ့အခက်ခဲကြီးမှတဲ့အခြေအနေပေါ့လက်ရှိအခြေအနေကအဲ့ဒါကိုထက်တွက်ဖို့မသိဘူးလားထက်တွက်ဖို့လိုအပ်ပါတယ်ဒါပေမဲ့သူကသူ့အခက်ခဲတွေအကြောင်းပြောမယ်ဆိုလို့ရှိရင် TNL ရ MNDA လောက်ခက်ခဲပါဘူး MND လို့နော်ကျွန်တော်ဖြန့်ငါးဖြတ်ဖြတ်လေးဖြတ် TNL ဒေတာကိုလွတ်လို့မရပါဘူးနေစမ်းတယ်ဆိုလို့ရှိရင်မိုင်300ပါဝင်ကြလို့လမ်းဝေးပါလိမ့်မန္တလေးတိုင်းကမရယာစင်ကူးစားတဲ့နေမြေတွေမှာကျွန်တော်တို့ပေးလျက်တဲ့အချင်းကြီးဆိုတော့နည်းနည်းလွန်သွားပြီလို့ထင်တယ်မန္တလေး PDF အနေနဲ့မန္တလေးနေမြေမှာဆက်ပြီးတော့ယက်တိဘူးတော်တော်ခက်ခဲသွားတယ်အဲ့တော့သူ့ယက်တိဘူးဆိုရင်သူစကိုင်းမဲ့ကူရတော့ ဒီအခြေအနေကဘာလို့ဖြစ်စီလဲဆိုတော့ကျွန်တော်တို့အညာဒေသကလူလူရဲ့ຫນွေဥတော်လာရေးတရားလုံးရဲ့ဘာပြောအခြေအနေတိမ်းဆောင်အားနည်းသွားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားစီလဲဆိုတော့ကျွန်တော်တို့ကတော့အလေးနဲ့ထားပြီးတော့ထောက်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆရာ ဲ့တော့ဒီရှမ်းမြောက်ဒေတာဖြစ်စဉ်နဲ့ပတ်သက်ပြီးသုံးသက်ချက်တော်တော်များများအခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တစ်တုံညာနှစ်ခုဖြစ်စဉ်မှာတော့ဒီ line နဲ့အတူနွေဦးတော်လိုင်းရရလဲအားကောင်းလာတယ်အခုတစ်တုံညာနှစ်ခုကပြန်ပြီးတော့ MNDA နောက်ဆုတ်တယ်အခု TNL နောက်ဆုတ်တယ်ဟို AA ရလဲသူ့ဒေတာမှာသူတိုက်ပွဲတွေပေါ်နေရတော့ဒီရှမ်းမြောက်ဒေတာမှာအခုလိုဖြစ်တဲ့အတွက်ဟိုနွေဦးတော်လိုင်းရကိုဆရာကုနာပြောသလိုအများကြီးတက်ရောက်မှုတွေဖြစ်လာပြီဆိုတဲ့အတွက် နွေဦးတော်တန်လေးပြီးသွားပြီလားဆိုတော့ဟိုမေးခွန်းတွေတော်တော်များများထွက်ပေါ်လာပါတယ်။တုံးတက်မှုတွေလည်းရှိနေပါတယ်။အဲ့ဒီပေါ်ဝဆရာအနေနဲ့ဘယ်လိုမျိုးဟိုသဘောထားပြီးလို့လဲ။နွေဦးတော်လန်ရေးကပြီးသွားမှာမဟုတ်ပါဘူး။နွေဦးတော်လန်ရေးအတွက်နော်ပြည်သူတွေပေးခဲ့ရတဲ့တန်ဖိုးကတမိုင်းမှာမကြုံဘူးအောင်ကြီးကျယ်ပါတယ်။စစ်ကောင်စီဘလောက်ကောင်းမွန်တဲ့အဲလက်နက်တွေနဲ့အဲထိုးစစ်တွေလုပ်ပြီးတော့ ပြည်သူလူထုကိုစစ်ပဏနဲ့နင်းမှုစ조사လဲပြည်သူလူထုကတော့ရရလဲနေနေကျွန်တော်ဆက်ပြီးခုခံနေမှာပါဒါကြောင့်မို့ရွေးဦးတော်လှန်ရေးမပြီးဆုံးနိုင်သေးပါဘူးရွေးဦးတော်လှန်ရေးရဲ့အခြေအနေနှိမ်ပါသွားတဲ့အနေထားတော့တို့ပြရှိနေပါအဲ့ဒါလောက်ပါပဲဘာမျိုးဟာအာစီအခြေအနေရနှိမ်ပါသွားတဲ့အနေထားတွေတော့ရှိနေပါအဲ့လိုရှိတဲ့ကိစ္စကတရုတ်ရဲ့ပေါင်ဆက်ခုမှုကြောင့်ညီပဲမဟုတ်ပါဘူးအဓိကက တော်လန်ရေးအင်အားစုတွေကတော်လန်ရေးမဆန်နေစဉ်းစားနည်းတွေနဲ့ကိုဒေသကိုမျိုးသားကိုလူမျိုးအရှင်ပြည်သက်သာရေးအတွက်တန်တဲ့အင်အားစုတွေရဲ့အဲမျက်နှာနဲ့အခြေအနေကိုမထောက်ထားပဲနဲ့ကိုကို တော်လန်ရေးကိုရောင်းစားခဲ့တဲ့အလုံးမျိုးတွေလှုပ်လာတဲ့အတွက်ပိုဆိုးတာပါအဲ့ဒီထဲမှာအဆိုးဆုံးကတော့ NUG ရဲ့ဒီတိအခြေအနေပါ NUG ကစစ်ကြောင်းအလုံးနေပြည်တော်ကို ကြီးတက်ကြလို့နော်အထွေထွေထိုးစစ်ဆောက်ရမယ်လို့ လေတလုံးမို့လို့အကြံမြောက်မျိုးစုံပြစ်လာခဲ့ပြီဒီနေ့ကတော့နော်မိုးကုတ်မိုးမိတ်ကိစ္စကိုသူတို့ကခေါင်းထဲတောင်ထည့်စဉ်းစားဖို့မရပါဘူး NUG ဘယ်အင်အားတွေဘယ်တပ်ဖွဲ့တွေကိုမိုးကုတ်ကာကွယ်ရေးအတွက်ဘယ်လိုလွတ်လိုက်တယ်ဆိုတဲ့ကိစ္စတွေမရှိပါဘူးလူတို့ရဲ့ခံစားမှုနဲ့လူတို့ရဲ့ဒေါသမြင်လူတို့ရဲ့ဒီစစ်ကောင်မရှင်ပုံမှာပြန်ပြီးတုံ့ပြန်တိုက်ခိုက်လူတွေစိတ်ဓာတ်တွေကိုအခုကဒီကောင်းဆောင်ခွင့်ရည် ရင်နှွေးပြောနေကြတယ်အခုရင်နှွေးပြောနေဘူးဒါတော့ခင်ဗျားလည်းကြားမှာပါရေဥဒေါ်လာရေးပါရေးကြီးဆုံးကကျွန်တော်တို့ဝန်ကြီးချုပ်ယုံလို့ပြောပါတယ်ဝန်ကြီးချုပ်ယုံမှာအခုဖြစ်နေတဲ့ကိစ္စတွေဒေါ်လာရေးနဲ့ဘာမှကိုမသက်ဆိုင်ဂျိန်ခန်းနေကြတယ်နော်ခွေးမွေးနေပြီလုံပြီကြနောက်ပြီးတော့မိမကတွင်းမွန်ယောက်ျားကညီကြီးပူချုပ်အဲ့ဒီထဲမှာလက်ထောက်တွင်းမွန်နေလဲပါသေးတယ်အဖွဲ့ကြီးမွန်ကတော့ကျွန်တော်တင်တာအပြည့်ပဲစစ်ကောင်ရှင်ဖွဲ့ကြီးမွန်တော့ကျွန်တော်တို့ ဒီ NUG ရဲ့ဖွဲ့စည်းမှုတော့ကျွန်တော်တောင်းတင်းပြေဝမယ်လို့မထင်ပါဘူး။ဒါပေမဲ့ခက်တာကအရှင်းမရှိအင်းမရှိနော်။တကားမရှိဒါမရှိခင်းသလိုသုံးဖြုတ်နေကြတယ်။အခုစစ်တိုက်ဖို့လိုလာတဲ့အချိန်မှာသူတို့ရဲ့အထွေထွေထိုးစစ်လည်းမရှိဘူး။ပြန်လည်ထိုးစစ်လည်းမရှိဘူး။အကူအညီပေးတဲ့အင်အားလည်းမရှိဘူး။အဲ့တော့တော်လန်ကြီးဒီလိုဖြစ်ရတဲ့အကြောင်းဟာတရုတ်ရဲ့ဖိအားကြောင့်ဆိုတာဒုတိယပြဿနာ။ပထမပြဿနာကတော်လန်ကြီးအင်အားစုတွေ တော်လန်ကြီးကိုခေါင်းဆောင်နေတဲ့အင်အားစုတွေရဲ့တော်လန်ကြီးနဲ့မတူတဲ့အာဏာပါဝါဂုံမောင်းမှုတွေကိုကျိုးရှာမှုတွေဘာနာရေးရာအလွဲသုံးစားလုပ်မှုအဲ့ဒါတွေအလုံးကအခုစုစည်းပေါ်ပြနေတာအဲ့ဒါတွေရဲ့အကျိုးဆက်ဖြစ်တဲ့နေ့ပြည်သူတရားလုံးတန်းနဲ့ချီပြီးပါဝင်နေကြတဲ့ကျွန်တော်မျိုးတော်လန်ကြီးရဲ့စီရေးမဟာဗျူဟာအခြေအနေကအတော်လေးကိုစိုးစိုးဝါဝါကန့်ကြမ်းမှုနဲ့ရင်းဆိုင်နေတာအခုကပြုပြင်ရေးလို့ကျွန်တော်တို့မတောင်းဆိုတော့ ကျွန်တော်တို့အခုတောင်းဆိုတာ NUG အနေနဲ့သူ့လက်အောက်မှာရှိနေတဲ့အင်အား300ကိုကျွန်တော်တို့အညာမြေတပေါင်းစုဖွဲ့ပဲလုပ်ပေးဖို့လောလတ်လတ်လှုပ်ရှားဖို့ပြု NUG ကိုကျွန်တော်တို့ကလည်းအလိုလျောက်ပြိုကွဲပစ္စည်းတော့မယ်အဖွဲ့အစည်းဖြစ်ကျွန်တော်တို့ကဒေါ်လာရင်းရဲ့ဥဆောင်အဖွဲ့ဖြစ်ကျွန်တော်တို့ကအသိမှတ်မပြုတော့ဘူးကျွန်တော်တို့အသိမှတ်ပြုတာမပြုတာလည်းရင်းကြည့်ပါဦးသူ့လိုလိုပြိုတော့မယ်အနေထားကြောက်နေပါရှင်းနေမရှင်းနိုင်မလင်းနိုင်ပြိုကွဲတော့မှာ ကျွန်တော်တို့ဆူတောင်းတာမို့သို့တော့အဲ့ဒီအင်အားစုတွေတော့ပြည်သူတွေပြည်သူတော်လှန်ရေးဘက်ကိုလွှဲပြောင်းပေးဖို့ကျွန်တော်တို့ကတော့တောင်းဆိုတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့တော့စစ်ကော်မရှင်ဘက်ကိုကြည့်အောင်ပါကျွန်တော်တို့က2026အခင်းကြီးကိုဆက်သွားမှာပေါ့နော်အဲ့တော့အခုမကြခင်ရွေးကောက်ပွဲလောက်တော့မယ်ရွေးကောက်ပွဲကဒါစန့်ကျင်ရမယ်ကန့်ကွက်မယ်ဆိုပြီးတော့ຫນွေဦးတော်လိုင်းအင်အားစုတွေကတော့ဒါကိုကျွေးကြော်နေကြလာပဲဒါပေမဲ့အခြေအနေကအာဆီယံပြောသလိုတားဆီးလို့မရဘူးသူ့မှသူတော့လှုပ်သွားမယ်အနေအထားမျိုးရှိနေတယ်ဆိုတော့ ဆရာအနေနဲ့ဘယ်လိုမြင်လဲရွေးကောက်ပွဲပေါ်မှာဟိုရွေးကောက်ပွဲကဖြစ်သွားမလားပြီးရင်အဲ့ရလက်ပေါ်မှာဘာလို့ဆက်ဖြစ်လာနိုင်လဲစစ်ကောင်စစ်ဘက်ကလုံးမဲ့အခင်းချင်းပေါ့အဲ့ဒီပေါ်အသုံးသက်ချက်လည်းတည်လို့ပါတယ်ဟုတ်ကဲ့ရွေးကောက်ပွဲကတော့နော်အတုအယောင်ရွေးကောက်ပွဲလုံပွဲဆိုတာကိုတကမ္ဘာလုံးကသိပါတယ်ဒါပေမဲ့ဒီနေ့ကာလမှာဒီမိုကရေစီအင်အားစုတွေ EU တို့အမေရိကန်တို့ကကျွန်တော်တို့အတိမတ်မပြုတ်လေရုရှားတို့နော်တရုတ် အာနာရှင်အုပ်စုတွေကအတိမတ်ပြူအဲ့တော့အာနာရှင်အုပ်စုတွေအတိမတ်ပြူလို့ရှင်ဘာဖြစ်လာမင်းအောင်လိုင်းအယူထနေတဲ့သမရဖြစ်ရင်စီမံကိန်းကလည်းအောင်မြင်သွားမယ်အခြေအနေရှိတော့လွတ်တော်တွေပေါ်လာမယ်လွတ်တော်တွေကနေပြီးတော့လူတို့2008အခြေခံပေါ်မှာစစ်ကောင်စီနဲ့ဆရာနာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်ကြားကံပါပေးထားတဲ့တရားစုတွေအားလုံးဟာပြန်လဲပြီးတော့ဟုတ်ဝင်ရှင်သန်းလာတော့ကျွန်တော်တို့ဗမာပြည်ကိုစစ်မှန်တဲ့ဆက်ပြီးတော့နောက်ထပ် အနှစ်တရာလောက်နင်းနိုင်ဘူးစူးစားကြအောင်ပေါ့အရင်တော့ကလူတော်လိုင်းရင်းနဲ့တန်းသားလက်နက်ကင်တရားစုတွေက80ရာခိုင်နှုန်းတိုးမှုထားပြီးတော့30ရာခိုင်နှုန်းဒီစစ်တပ်စစ်ကောင်စစ်ကောင်ဖြစ်ဘက်ကတိုးမှုထားတယ်အခုက50 50တော့ဒါဖြစ်သွားတော့အညာဒေသဟာနော်စစ်ကောင်စီလက်ထက်ကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့50 50အချင်းကြီးရတယ်ကျွန်တော်တို့က30သူက80ပြန်ဖြစ်သွားတော့ သူကနေပြည်တော်မှုမှု90ဖြစ်မယ်ကျွန်တော်တို့က30ပဲကျန်တော့မယ်အဲ့လိုအခြေအနေဖြစ်မှာအဲ့ဒါကိုကျွန်တော်တို့ဆက်ပြီးတော့တွန်းလှန်တုံ့ပြန်တွန်းလှန်ကျွန်တော်တို့အခုတပ်ပေါင်းစုမဖွဲ့ဘူးကိုယ့်အကူတူးချင်းနေကြမယ်စုပြီးတော့တိုက်နိုင်တဲ့နေရာတိုက်မယ်နော်ဒါပေမဲ့အဲ့ဒီနေနဲ့ကျွန်တော်တို့စနစ်ကြစုစည်းတိစောက်ထားတယ်စစ်ကော်မရှင်တပ်ကိုကျွန်တော်အနိုင်မတိုက်နိုင်ဘူးအနိုင်မတိုက်နိုင်ရင်တခွဲချင်းစားခံတခွဲချင်းသိမ့်သွားမှာတနေချင်းသိမ့်သွားမှာလူဦးတော်လိုင်းကြီးက ရေစုံမျောတော့မှာပါအဲ့ဒီအခြေအနေမဖြစ်ဖို့အတွက်ကျွန်တော်တို့လူ့တော်လှန်ရေးကအညာမှရှိနေတဲ့အင်အားစုတွေအားလုံးဒီနေ့တပေါင်းစုဖွဲ့ကြဖို့လိုနေအဲတပေါင်းစုဖွဲ့ဖို့အတွက်ဘာလုပ်ရမလဲအဲ့လိုစုဖွဲ့ဖို့သဘောတူတဲ့ခေါင်းဆောင်တွေအညာတော်လှန်ရေးအင်အားစုတွေကပေါ်ထွက်လာဖို့လိုပါတယ်အဲ့ဒီဟာရဲ့ဖြစ်ပေါ်တူပါမှုနဲ့တူတစ်ဖက်ကတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နော် ERR တွေရဲ့နော်တပေါင်းစုနဲ့ကျွန်တော်တို့တွဲဆက်လူ့တော်လှန်ရေးကိုဆက်လက်ပြီးကြကုတ်ကြခဲခုခံမယ် ကြားခံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ຫນွေဥဒေါ်လာကြီးကတော့ရှင်းတန်းနေမှာစစ်တပ်ဘက်ကသွားမဲ့လမ်းကြောင်းကဟိုဘယ်လိုပဲဖြစ်ဖြစ်ရွေးကောက်ပွဲသူတို့အထမြောက်ဝိုင်းဟိုစိုးကောပေါ့နော်အစိုးရပေါ်လာမယ်လွှတ်တော်ပေါ်လာမယ်အဲ့ဒီမှာဟိုသွားနိုင်တဲ့ဖြစ်နိုင်ခြေကတိုင်းရင်းသားတွေကိုငြင်းငြိမ်းစကားပြောဖို့သူတို့ပူပြီးကြိုးပမ်းလာနိုင်တယ်ပေါ့နော်ကြိုးပမ်းယုံတဲ့တင်တစ်ဘက်ကလည်းဟိုခဏဖြစ်ဖြစ်စစ်ရက်ပြီးတော့ကစကားပြောမဲ့အခြေအနေဖြစ်လာမယ်ဆိုရင်ဥပမာ AA တို့ KIA တို့ KNU တို့ပေါ့ EA ကိုအကြီးပန်းနေရအဲ့လိုမျိုး ဖြစ်လာမယ်ဆိုရင်ဟိုဒီအပြောင်းလဲရအကြီးအမားဖြစ်သွားနိုင်လားနယူးဒေါ်လာရေးသူကတော့သမရယာတူရပြီအစိုးရဖွဲ့ဖွဲ့ပြီလွတ်တော်တွေလည်းသူကနော်ခေါ်ယူနိုင်ပြီဆိုတဲ့အချိန်ကြီးရောက်တာနေတဲ့ပြန် NGA ခစ်တခစ်ကိုသူကပြန်သွားနိုင်အောင်ကြိုးပမ်းမှာဒါကတရုတ်ကလည်းဒီလိုချင်တဲ့ပုံစံလေးဖြစ်ပါတယ်တိုင်းရင်းသားတွေလိုချင်တဲ့ Federal ခွေရီတောင်ပေးမယ်လို့ကျွန်တော်တို့ကပြောမှာပါအဲ့ဒီမှာနိုင်ငံရေးရနော် မတောင်တင်းနဲ့မကြံ့ခိုင်နဲ့အများစုတချို့တော့ပါသွားနိုင်ပါတယ်ဒီအစ်စ်ဆိုးရဟာနော်ဘယ်တိုင်းရင်းသားအများစုကိုမှဖက်ဒရယ်အစ်စ်မှလည်းပြိမာမှာဖက်ဒရယ်အခွင့်အရေးတွေရနိုင်မလားမရနိုင်ဘူးလားဆိုတာကျွန်တော်တို့နှစ်ဖူးဟောလက်တင်စဉ်းစားကြည့်ကြမလို့ပါဘူးတမိုင်းကြောင်းရရှင်းပြီလားဟန်ပြပေးမှာပြီးရင်စစ်ပဓာအောက်ထမ်းမှာအဲ့တော့အဲ့ဒီကံကြမ္မာမျိုးတွေကိုကျွန်တော်တို့ဝင်ရမယ်ဆိုရင်တော့နောက်ထပ်ပြည်တွင်းဆယ်နှစ်တရာကျွန်တော်ဆက်ပြီးဆင်နွှဲဖို့ ရင်ဆိုင်ရမယ့်အခြေအနေနဲ့ကြုံရနိုင်တယ်ဆိုတော့ကျွန်တော်တို့ထောက်ပြကြ။လုပ်ပါလိမ့်မယ်ဒီတော်တော်ကြီးဖွဲ့ပြီးတာနဲ့ဟာညဉ့်ညဉ့်ကြီးဟိုဟာတို့ဟုတ်ကဲ့ဒါဟိုစစ်ကောင်စီဘက်ကဒီစစ်အုပ်စုဘက်ကကြိုးပမ်းနိုင်ကြီးအခြေအနေပေါ့နော်ဒါလည်းဟိုဖြစ်နိုင်ကြီးရှိပါလေလွတ်တော်ပေါ်လာပြီဆိုရင်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့အခြေခံဥပဒေရေးဆွဲနေတဲ့စ조사နေတဲ့ဒီ UNCC တပေါင်းစုအတွင်တရံဆောင်တဲ့အင်အားစုလည်းကျွန်တော်ရှိနေတာ哦ဆိုတော့ဒီဘက်ကလည်းအဲ့လိုအခြေခံဥပဒေနဲ့အတူတိုင်းရင်းသားတွေကပြန်စုဖွဲ့မှု ကရောဘာတွေမျောလင့်နိုင်မလဲဒီစစ်အုပ်စုနဲ့အပြိုင်ပေါ့ဒီဘက်ကရောဟိုရလက်တခုဖြစ်လာနိုင်ကြီးရှိနိုင်လားဆရာဘလို့မြင်လဲဗျကျွန်တော်တို့က NUCC တို့ CRPH တို့ NUG ဆိုတဲ့အစိုးရခေါင်းဆောင်မှုအောက်မှာဒါမှမဟုတ်အဲ့ဒါကိုဝန်းရံပြီး လုံနေလူကတော့ Federal ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဆိုတာဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒါကျွန်တော်တို့အလကားပြောတာမဟုတ်ဘူးအခု slide လျှံမုံစာကောင်း Federal ဝန်ကြီးဌာနလုံနေတဲ့ Federal ဖွဲ့စည်းပုံ ဆစားတော့ဖက်ဒရယ်ဗရိညင်လောက်နေသူတို့ရက်တာပေါ့ဒါပေမဲ့ဗရိညင်ဆိုတာကဖွဲ့စည်းပုံမဟုတ်ဘူးလေမရဘူးအဲ့တော့ဖွဲ့စည်းပုံဆွဲပါဆိုရဆိုမှဖွဲ့စည်းပုံဆွဲကြတာပေါ့အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့လို့ပြီးတော့ဥအောင်ထိုးတို့ဥပဒေပညာရှင်များအဖွဲ့ကဖက်ဒရယ်အခြေခံဥပဒေခင်းကျင်းပြပြီဒါပေမဲ့အဲ့ဒါကို NUG ဖက်ဒရယ်ဝန်ကြီးဌာနဟာလည်းမပေါ့ဆယ်လည်းမစင်တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒါကသူတို့လှမ်းမေးကြည့်လို့ကျွန်တော်သိတာဆက်သူတို့က ဝန်ကြီးဌာနအစိုးရဖြစ်တယ်။သူတို့ပဲဥဆောင်မယ်။နော်သူတို့ပဲလုပ်မယ်။ဒါပေမဲ့သူတို့လုပ်မှာကတော့နောက်ထပ်9နှစ်လောက်ကြာမှအဲ့ဒီဟာကိုခုံတယ်ပေါ်ဖို့လို့။အဲ့တော့လက်တလောလိုရမှာ။နောက်ပြီးတော့လုပ်နေတာကလေလိုင်းနဲ့နောက်ပြီးတော့ကျွန်တော်တို့အပေါ်ကအပေါ်ကနေအောက်ကိုချပေးတာ။လေလိုင်းနဲ့နေအောက်ချအမှန်လို့ရမယ့်အချင်းတွေကဘာလဲဆိုလို့ရှိရင် bottom up လို့အောက်ခြေရလို့တခြားလုံးပြောလာခဲ့ကြတဲ့ကိစ္စပေါ့။ဘာမှလူမျိုးကြီးဟွာတာ ကျင်သုံးမှုပါ냐ဆိုရကိစ္စဒီနေ့ NUG ကလည်းအဲ့ဒီသဘောအဲ့ဒီအချိုးပဲအဲ့ဒီစိတ်တင်နေရတော့ဘယ်တော့မှဖက်ဒရယ်ချီကဥရီတက်ကဖြစ်မှာမဟုတ်ကျွန်တော်တို့ဗမာပြည်ကြီးဆိုးတဲ့ NLD ကိုစားပြုထားတဲ့အစိုးရဖွဲ့တရက်ကဖွဲ့ကြည့်မှုတရားချချပြတာကိုမင်းတို့လိုက်နာကြဆိုတာမျိုးကဒီနေ့ခင်မှာရတော့မှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါလည်းကျွန်တော်တို့ကဒါကဒီနေ့ဒေါ်လာရဲ့တောင်းဆိုချက်ရဆိုရင်ဒုတိယပြဿနာပထမပြဿနာကဆက်နိုင်တဲ့ စစ်နိုင်တိုက်ဖို့ကတော့ကျွန်တော်ခုနပြောပြလို့လွတ်ရတဲ့နော်ကျေပြတ်တယ်မာမေးတပုံစုကြီးဖွဲ့ညာဒေသမှာဖွဲ့မယ်ဒိုင်းသားဒေသတွေမှာဖွဲ့မယ်အဲဒီမှာအတ္တတွေမာနတွေသူကဘယ်လောက်ဖြတ်တမ်းမှုရှိတယ်ငါကဘယ်လောက်ဖြတ်တမ်းမှုရှိတယ်ငါကဘယ်လောက်တိုက်နိုင်တယ်ဆိုတာတွေအလုံးတွေအလုံးညင်ညွတ်တယ်နော်တောင်ပေါ်မှာလည်းစူးစီးမယ်တောင်ကျင်းမှာလည်းစူးစီးမယ်ဆိုလို့ချင်းຫນွေဟုတော်လန်ကြီးဟာဘယ်လိုမှကျွန်တော်တို့ငြိမ့်သိပြီးဆုံးမသွားနိုင်ဘူး အဲ့ဒီတဲမှာကျွေတလက်ချက်တခုဆိုသလိုချူကြတဲ့တမိုင်းဆိုင်ရာအခွင့်အလမ်းနဲ့အပြောင်းလဲတွေပေါ်လာလို့ရှင် နေချင်းညာချင်းနေပြည်တော်ကဝိုင်းမဲ့အင်အားစုတွေပေါ်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်2026ခုနှစ်ကအဲ့ဒီလိုအလားလာတွေစမြင်တွေ့ရပြီဆိုလို့ရှင်ကျွန်တော်နောက်9နှစ်အတွင်းမှာအခြေအနေဟာအပြောင်းလဲတွေဖြစ်သွားနိုင်တယ်လို့ကျွန်တော်ယုံကြည်တဲ့အကြောင်းပြောချင်ပါတယ် โอเคဆရာဦးတန်းစွန်နိုင်ကျေးဇူးအများကြီးတင်ပါတယ်2026မှာဖြစ်လာနိုင်ခြေနိုင်ငံရေးစီရေးသုံးသက်ချက်ကိုအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျ